အယိုးစုကမုတ်ဝါကနေပြီးတော့မှတောင်စတက်တဲ့နေရာအထိရောက်ဖို့ကိုဝေယုံတော်လေးတွေကိုဖြတ်ပြီးတော့သွားရမှာဖြစ်ပါတယ်။တောင်ဝိုင်းတောင်ကတောင်စတက်တဲ့နေရာကနေပြီးတော့မှတောင်ထိပ်အထိကိုနေရာကြကြဝန်းဝန်းတွေမရှိတဲ့အတွက်ကြောင့်တောင်ချေမှာပဲအပေါ့အလေးတွေတေချာသွားွားကြဖို့အချံပေးခြင်းပါတယ်။ အဲ့ဒီတော့ကျွန်တော်အရှိမပြောပြခဲ့သလိုပဲကျွန်တော်တို့အဖွဲ့တွေလည်းကိစ္စဝိစာရှင်းပြတဲ့အခါမှာအဖွဲ့လိုက်ဓာတ်ပုံရိုက်ကြတယ်အဖွဲ့လိုက်ဓာတ်ပုံရိုက်ပြီးတော့ကျွန်တော်တို့ဒီတောင်ဝိုင်းတောင်ကိုမနက်9:55မိနစ်လောက်မှာစတက်ကြပါတယ်တောင်ဝိုင်းတောင်ကတောင်ခြေကနေပြီးတော့မှတောင်ထိပ်ကြီးရောက်အောင်လှေကတိနေကြီးနဲ့ပဲတက်ရတဲ့တောင်ဖြစ်ပါတယ်တောင်အတက်လန်းကလည်းခက်ကျင်ကျင်ဖြစ်နေတာရဲ့အတက်လန်းတောင်ရှောက်ကလည်းရှုခင်းလှလှလေးတွေမရှိတာရဲ့လေကလည်းတိတ်ပြီးတော့မဝင်